ခင်ဗျားတို့သိလား Adidas တွေချုပ်တဲ့ချမ်းကြီးဖနက်စက်ရုံကအလုတ်သမားတွေကသူတို့ချုပ်တဲ့ဖနက်တရံကိုဝယ်ဖို့အတွက်3လလောက်ပတ်စံစုရဒါမှမဟုတ်လို့ရှိရင်အလုတ်သမား3ယောက်ပေါင်းရဲ့လစာမှသာဖနက်တရံကိုဝယ်နိုင်မှာ Adidas ကတကယ်တမ်းဆိုအားကစားထုတ်လုပ်ရေးမှာဥရောပရဲ့အကြီးဆုံးလုပ်ငန်းစုဖြစ်ပြီးတကမ္ဘာလုံးအတိုင်းအတာအနေနဲ့ Nike ပြီးရင်ဒုတိယအကြီးဆုံးပဲ Adidas ရဲ့ဝင်ငွေကိုပြီးခဲ့တဲ့9နှစ်လောက်ကိုပြန်ပြီးခြေရာကောက်ကြည့်ရင် 2023မှာယူရို85မီလီယံလောက်ရှုံးခဲ့တာတောင်မှတစ်နှစ်ကိုယူရိုတန်း600ကျော်အမျက်ရှိနေပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကသူတို့ရဲ့ဖက်နက်ကိုချုပ်တဲ့အလို့သမားတယောက်ကတော့ဒီဖက်နက်ကိုပြန်ဝယ်ဖို့စိတ်ကူးတောင်မရင်နိုင်ပါဘူး။ Adidas ဖက်နက်အစ်စ် နောက်ဆုံးထုတ်ဒီဇိုင်းတရံကဒေါ်လာ100ဝန်းကျင်အနည်းဆုံးမြန်မာငွေ9သိန်းနီးပါးလောက်ရှိနေတယ်။အလို့သမားတယောက်လစာကတော့တရက်ကို9200ဖြစ်လို့ တစ်လကို35ဒေါ်လာအောက်မှာပဲရှိနေပါတယ်။ဒါပေမဲ့ဒါကမြန်မာနိုင်ငံမှာပါပဲ။အခုသူတို့ဆန္ဒပြတောင်းဆိုနေတဲ့တရက်ကို12000ကျပ်ဆိုတာကတစ်လကိုဒေါ်လာ80လောက်မှာပဲရှိသေးပါတယ်။ပြောရရင်ဖက်နက်တရားမဝင်နိုင်သေးပါဘူး။ဒီလိုတောင်းဆိုတာဒီနေ့မေလ20ရက်နေ့မှာ9ရက်မြောက်နေ့ဖြစ်ပါတယ်။မနေ့ကတော့သူတို့ရဲ့ဆန္ဒပြမှုတဲ့မျော်လင့်ချက်တွေရိုက်ချိုးခံရတယ်။ လုံငန်းဝင်ကျင်းကျင်းချမ်းရေးအဲ့တော့ဘာဖြစ်လဲအမတော်အဆိုးရပါဘူးနော်အလိုသွားလို့ရှိရင် သုံးမွေးတိုင်းတို့ဟာပူအောင်ဆောင်ပေးရတယ်နေပြည်တော်ကအလုသမားဝင်ကြီးဆိုရက်ကျန်းဖက်စစ်တက်လောက်ခံဝင်ကြီးရောက်လာခဲ့ပြီးအလုသမားဥရေအများကြီးရှင်းပြခဲ့တယ်ဒါပေမဲ့အလုပြန်တက်ဖို့ပဲ အဓိကပြောခဲ့တာပါဘယ်ဟာကိုမှသူတို့ဆုံးဖြတ်မပေးနိုင်ဘူးလို့သူတို့ပြောပါတယ်အလौသမားကိုယ်စားလှယ်၄ယောက်ကရောအလौသမားတွေရဲ့သဘောတူညီချက်တောင်မရဘဲနဲ့အလौရှင်ရဲ့အလူကြလက်မှတ်ထိုးရတယ် စနေတွင်နှစ်ရက်ကိုစက်ယုံကပိတ်ပေးလိုက်တာကြောင့်ဆန္ဒပြတာတွေမရှိခဲ့ပေမဲ့အဲ့ဒီတနင်္လာနေ့မှာတော့သူတို့ဆက်ပြီးဆန္ဒပြခဲ့တယ်။အဲ့ဒီနောက်တော့စက်ယုံဘက်ကအလုသမားကိုစလဲ၄ဦးနဲ့တကားပိတ်ဆွေးနေပြီးတနေ့လောက်ခောက်ကို900ကျပ်တိုးပေးမယ်လို့ဆိုပါတယ်။တိုးပေးတဲ့နှုံတာအလွန်ကိုနဲတဲ့အတွက်အလုသမားတွေကလက်သက်မခံပေမဲ့လေကိုစလဲ၄ဦးကသဘောတူညီချက်ကိုလက်မှတ်ထိုးပေးလိုက်တာပါ။ 656ရဲ့ဆန္ဒပြထားတာ900အတွက်မဟုတ်ဘူးလို့တော့စိတ်ဝင်အလို့သမားတူကဆိုပါတယ်။ဒါကြောင့်ဒီကနေ့မေလ20ရက်နေ့ထိ9ရက်မြောက်နေ့ဖြစ်ဆက်ပြီးသူတို့ဆန္ဒပြနေတာပါ။ဆန္ဒပြမှုမှာ ချမ်းရီဖနက်ဆက်ယုံကအလို့သမား4000ကျော်ပါဝင်ဆန္ဒပြနေတာပါ။တချို့သတင်းတွေမှာတော့6000ကျော်လို့ဆိုပါတယ်။ကဘာကျော် Adidas ဖနက်ချုပ်လုပ်ပါတယ်ဆိုတော့ချမ်းရီဖနက်ဆက်ယုံရဲ့လက်ရှိတရက်တာလောက်ခ9200ကျပ်ပဲရှိရဆိုတော့ထပ်ပြောခြင်းပါတယ်။ အခုသူတို့တောင်းဆိုထားတဲ့1200ကျပ်ဆိုတဲ့ပမာဏရရင်တော့မှတလကို3သိန်းကျော်လောက်ပဲဝင်ငွေရှိပါဦးမယ်။စံဈေးတွေ၊စီဈေးတွေစတဲ့အခြေခံစားတောက်ကုန်ဈေးတွေနဲ့အဆောင်လာကတွေဒေးရိတ်တက်နေတဲ့အချိန်ဖြစ်တာကြောင့်ဒီ3သိန်းကျော်ဟာလေတကယ်တမ်းတော့လောင်းငှဖို့တောင်မလွယ်ကူပါဘူး။ဝင်ရိတ်အင်မတန်ခက်ခဲလာတဲ့အတွက်ကြောင့်ဒါအလုပ်သမားတွေဟာဒီတပိတ်တိုက်ပွဲကိုအငက်ခံပြီးဆက်လက်ဆင်နွှဲနေတာပါ။ အခုဆိုရင် လာစာမဲ့ခွင့်မဲ့လှုပ်ထားတဲ့အခုပေးထားတဲ့လာစာနှုံနေကတော့လာစာရရမရရအတူတူပဲမှွက်လို့ငတ်နေတာကငတ်နေတယ်ဟာပဲလို့အလုတ်သမတူကတော့ပြောပါတယ်လက်တလုံးမှာတော့ဒီညှိနှိုင်းချက်တွေကိုသဘောမတူရင်အလုတ်ဖြုတ်မယ်ဆိုတာမျိုးချင်းချောက်နေတာတွေလည်းရှိနေပြန်ပါတယ်စစ်အုပ်စုဝင်ကြီးလဲလာပြီးအလုတ်ပြန်ဝင်ဖို့ပြောတာကအလုတ်သမားတွေပေါ်ဖိအားတွေပို့ပြီးတက်ရောက်လာပါတယ် ဆန္ဒပြအလို့သမားတွေအနေနဲ့တော့အခြားဆက်ယုံကအလို့သမားတွေလိုအကြမ်းဖက်ဖြိုခွင်းခံရမှာကိုလည်းစိတ်ပူနေရတယ်လို့အလို့သမားအရေးဆောင်ရွက်သူတူကတော့ဆိုပါတယ်ဒါပေမဲ့လည်းသူတို့ကအခုလဆာနဲ့ဘလို့မှအစင်မပြေတော့တဲ့အတွက်ကြောင့်သာခေါင်းမာမာနဲ့ရှစ်ဆက်ပြီးဆန္ဒပြနေကြတာလို့သူကဆိုပါတယ်